အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကုကြမ်းပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေသေးကတော့ညနေမှာအတက်ကျ12ကြိမ်တီတီရှိပေမဲ့400အတက်နဲ့ဈေးပိတ်သွားပါတယ် ဒီနေ့က19ရက်နေ့လေးလပိုင်း2020နဲ့9ခုနှစ်ညလိုက်ပိုင်းထိုင်းရွှေဈေးကတော့400တက်ပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲဈေးဆိုင်ကရောင်းနေဈေးက9250ဆိုင်ကလက်ခံတဲ့ဈေးက9250လက်ဝတ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေဈေးက9350ဆိုင်ကလက်ခံတဲ့ဈေးက9330.63ရာနဲ့ပေါက်ဈေးရှိပါတယ်ကဘာရွှေတအောင်စားကိုဒေါ်လာ3319နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်ဒေါ်လာကိုထိုင်းမှတ်ငွေ33.33နဲ့ထိုင်းရွှေဈေးကိုတွက် 啥玩意？ 66.500ခန့်ရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။တခါ BSC ထိုင်းရွှေခဲတပတ်သားကို9250ဈေးနဲ့ပေါက်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9250ဈေးနဲ့ပြန်ပြီးတော့လက်ခံမှာပါ။လက်ဝဲရန်နာရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000ထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့ထိုင်းရွှေလက်ဝဲရန်နာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန့်နှုန်းပြတ်ပြီးတဲ့ပြင်ကို 4600ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ထိုင်းရွှေကလက်ရှိမှာလည်းအတက်ဈေးနဲ့ပဲရှိနေပါသေးတယ်။မနက်ပိုင်းဈေးနဲ့စားလို့ရှိရင်တော့လက်ရှိမှာတော့ထိုင်းရွှေကအနည်းငယ်ပြန်ချသွားတာကိုတွေ့ရပါတယ်။လက်ရှိမှာတော့ကမ္ဘာရွှေက အကြဘက်ကိုတွားနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ထိုင်းရွှေကရေတိုအနေနဲ့ဈေးနှုန်းပြန်ပြီးအနည်းငယ်ကျနိုင်ပေမဲ့ရရှိနေနဲ့တော့ထိုင်းရွှေကဆက်လက်တက်ဖို့လားလားရှိပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆုချင်တဲ့သူတွေကတော့ထိုင်းရွှေအခဲကိုပဲဝယ်ဆုထားကြပါလို့ကျွန်တော်ကတော့ကြံပြချင်ပါတယ်။ထိုင်းရွှေအခဲကလက်ဝတ်ရန်လိုက်စားလို့ရှိရင်လက်ခကဈေးနှုန်းအများကြီးတက်တာမှာဖြစ်ပါတယ်။လက်ဝတ်ရန်နာကတော့ထိုင်းရွှေအခဲနဲ့စားလို့ရှိရင်လက်ခဈေးနှုန်းက ိုပြီးတော့များပါတယ်အဲဝေဒနာကပြန်ရောက်တဲ့အခါမှာလဲဆိုင်က900ခိုင်နှုန်းဖြတ်အောင်မှာဖြစ်ပါတယ်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုခြင်းတဲ့သူတွေအတွက်လက်ခဈေးသက်တာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်နောက်ထပ်မှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်တပတ်သားကိုလက်ခ200ငါးပတ်သားဒီဝယ်မယ်ဆိုရင်လက်ခအကုန်ကျမရှိပါဘူးထိုင်းရွှေစင်းငွေစည်းတွေကိုအများနဲ့တင်ပေးပါရစေ။ထိုင်းရွှေစင်းငွေစည်းတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါရစေ။အားလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးအနေရခင်လို့ပေးရှင်းနိုင်ကြပါစေ။